အကွက်ကောင်းတွေထောက်သုံးခဲ့ပေမဲ့ဒိုင်းတွေကြောင့်အရှုံးရလနဲ့သာဆုံးသက်သွားခဲ့ရတဲ့စူပါရေချမ်းပရိသတ်များလုံးမဲ့မင်္ဂလာပေါင်းမာတန် page ကနေကြိုဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့တောက်ကြနေညမှာတော့မြန်မာနိုင်ငံမှာလဝိကျော်စူပါရေချမ်းတယောက်နဲ့ခေပောက်ဆင်မှာရှုံးပွဲမရှိစံချိန်တင်ရလကောပိုင်ဆိုင်ထားတဲ့စင်ကာတစ်တို့ရဲ့လဝိရှင်ပြိုင်မှုဟာအားကောင်းတဲ့ပွဲတစ်ပွဲဖြစ်ခဲ့တာပေါ့။စူပါရေချမ်းနေနဲ့စင်ကာတစ်လိုဖိုက်တာမျိုးကိုရှင်ပြန်ရတာကကြီးမားတဲ့စိန်ခေါ်မှုကြီးတည်းဖြစ်ခဲ့ပါတယ် ဒါကြောင့်ပရိသတ်တွေကစိတ်ဝင်စားနဲ့ကြိရှိုအားပေးခဲ့ကြတာပေါ့စင်ကာသစ်အနေနဲ့အ ਨੇ ကဘွဲစင်တင်တဲ့ဝဲခွာနေပေမဲ့လက်ချင်းမှုတွေအမျက်မပြတ်လုံနေတဲ့ကစားသမားဖြစ်တာကြောင့်ဘွဲစင်အဆက်မပဲစူပါရည်ချမ်းကိုဖိအားပေးလာခဲ့တာဖြစ်ပါတယ်အတွေ့အကြုံတဘာဝရီအရစင်ကာသစ်ဟာစူပါရည်ချမ်းထက်တာနေတာကြောင့်စူပါရည်ချမ်းတယောက်စင်ကာသစ်ရဲ့ထိုးကွက်တွေမှာဖင်ထိုင်ကြခဲ့ရပါတယ်ပထမအချိန်မှာတော့စင်ကာသစ်ရဲ့ထိုးချက်တွေကတော့တလို့စူပါရည်ချမ်းရဲ့တိုက်ခွက်တွေကလည်းမမှန်ကန်ကန်ချင်းကပ်လာခဲ့တယ်လို့ဆိုရမှာပါ အင်အားချင်းမမျှတာကြောင့်ရအတွေ့အကြုံပိုင်းနေရကြအောင်ဒုတိယချီမှာတော့စူပါရဲချမ်းတယောက်စင်ကာတရဲ့အကောင်နဲ့တိုက်ခတ်မိပြီးဖင်ထိုင်ချသွားခဲ့လို့ဒိုင်ကအမှတ်စဉ်ရီခဲ့ရပါသေးတယ်စူပါရဲချမ်းကတော့အကောင်ဆုံးခုခံနိုင်ခဲ့ပြီးပြန်ထခဲ့လို့ပွဲကတတိယခြေထိဆက်သွားခဲ့တာပါ ။တတိယအချိန်မှာတော့စူပါရည်ချိုင်းရဲ့ထိုးချက်တွေကလည်းအားကောင်းလာပြီးချင်းကပ်ပုံတွေကလည်းအတော်လေးကိုအားရစရာခြေနေဖြစ်ခဲ့တာပေါ့။အနံ့ရလို့စိတ်ပြင်းထန်ပြီးတသက်မဲမဲတိုက်ခိုက်နေတာမျိုးမဟုတ်ဘဲတတိညင်ညင်ပပနဲ့နဲ့နဲ့အကောင်းမွန်ဆုံးတံပြန်တိုက်စစ်တွေဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့တတိယချီမှာစူပါရည်ချိုင်းရဲ့ထိုးချက်တွေကိုအတော်လေးအားရကျဉ်းနေခဲ့ကြတာဖြစ်ပါတယ်။ တူပါရဲချမ်းတယောက်စင်ကာတစ်ကိုဘယ်အမြင့်ကန်ချက်တွေနဲ့ထရီမိမိတိုက်ခိုက်ခဲ့ပေမဲ့အာမပြင်းလို့သာစင်ကာတစ်တတရာရသွားခဲ့တာပေါ့တူပါရဲချမ်းရဲ့ကန်ချက်တွေကြောင့်စင်ကာတစ်ဖင်ထိုင်လျက်လဲကျသွားပေမဲ့ဒိုင်းနေကတော့အမှတ်စင်မရီးပေးခဲ့ပါဘူးဒါကြောင့်ပြိုင်ပွဲပြီးအမှတ်နဲ့ဆုံးဖြတ်ချိန်မှာတော့အမှတ်စင်ရီခံလိုက်ရတဲ့စူပါရဲချမ်းကစင်ကာတစ်ကိုရှုံးနေသွားခဲ့တာပဲဖြစ်ပါတယ်မြန်မာပြည်သက်တွေကတော့ဒီပွဲစဉ်မှာစူပါရဲချမ်းကရှုံးနေသွားခဲ့ပေမဲ့လည်းစူပါရဲချမ်းရဲ့တိုက်ခွက်တွေကပြည်သက်တွေအတွက်အားရကျဉ်းတဲ့ဆရာဖြစ်ခဲ့တာကြောင့်အလုံးကစူပါရဲချမ်းကို ချီချိုထော့ပနာပြလာကြတာပဲဖြစ်ပါတယ်။ကစ်ပေါဆင်ကျောဝိုက်အတွင်းမှာတထောင်မသုံးရဘူးဆိုတဲ့စီကန့်ချက်ရှိပေမဲ့စင်ကာတစ်ကတော့ဘွဲစင်အတွင်းတထောင်သုံးခဲ့တာကြောင့်3ပေးခံရတာရှိခဲ့သလို ထိုင်ချသွားတဲ့ခါမှလည်းဒိုင်းတွေနေနဲ့အမတ်စင်မရီခဲ့တာတွေကြောင့်ဒိုင်းပလိုက်တယ်ဆိုပြီးမှတ်ချက်ပေးလာကြတာပဲဖြစ်ပါတယ်။ဒီပွဲစဉ်မှာဒိုင်းတွေဘက်ကသာမျက်မျက်တတအမတ်ဖေးဆုံးဖြတ်ခဲ့မယ်ဆိုရင်ပွဲပြီးရလက်ကပြောင်းလဲသွားနိုင်တာကြောင့်စူပါရစ်ချန်းအနေနဲ့အနိုင်ဆိုတဲ့ရလက်ရောက်သွားနိုင်တယ်ဆိုပြီးသုံးသပ်နေကြတာပဲဖြစ်ပါတယ်။တချို့ကလည်းပွဲစဉ်တလျှောက်လုံးခြုံကြည့်ရင်စင်ကာတစ်ကစူပါရစ်ချန်းထက်သာတယ်ဆိုပေမဲ့စူပါရစ်ချန်းကလည်းသူ့ကိုရှော့တွက်လို့မရကြောင်ပြသသွားခဲ့တာပဲဖြစ်ပါတယ်။ရေဒတ်တေကတော့အနိုင်ရှုံးဆိုတာစီပပလေးသာချထားတဲ့ရလက်တစ်ခုသာဖြစ် ပြီးပွဲစဉ်အတွင်းလုံနိုင်စွမ်းနေကသာအဓိကကျတာကြောင့်စူပါရဲကြားနေနဲ့ခုလိုသာဆက်ပြီးစ조사သွားမယ်ဆိုရင်အောင်မြင်မှုတွေနဲ့မဝေးတော့ကြောင်းဒီအခြေအနေကိုဆက်ထိန်ထားပြီးပေါ်ပြီးအားထုတ်ဖို့အကြံပေးလာကြပါတယ်ပရိသတ်တို့အနေနဲ့ရောစင်ကာတင်းနဲ့စူပါရဲကျန်းတို့ရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးမြင်လဲတွေကိုပြပြခဲ့ပါအောင်ရှင်အလုံးကိုချစ်စွတ်တင်ပါတယ်ဆလပ်ပြီးဆလဘရီတီသတင်းများအတွက်မားရရဲ့ page ကို like and follow လေးလောက်ခတ်ချပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ